ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ဝုန်စွမ်ဘန်ဆူးနေမြေ ရာချာချိုးဆွေ30ခွန်အနည်းမှာမြောင်းလျက်စီပိုက်လိုင်းသွဲတန်းနဲ့ရေမြောင်းတန့်ရှင်းလုတ်တဲ့မြန်မာလုတ်သား2ဦးမတ်လ24ရက်နေ့ည7:45ချိန်ခန့်ကဒလိုက်တည်ဆုံးခဲ့ကြောင်းသိရပါတယ်။မြောင်းလျက်စီသွဲတန်းနဲ့ရေမြောင်းမှာလူ2ဦးဒလိုက်တည်ဆုံးကြောင်းကတန်ယူကေဆေးရေးဖွဲ့ထံတို့အကူအညီတောင်းခံလာတာကြောင့်ကေဆေးရေးဖွဲ့များအခင်းဖြစ်ပွားရာနေရာသို့သွားရောက်ပြီးအကျယ်15မီတာအနက်15မီတာရှိတဲ့လျက်စီဝါယာကြိုးသွဲတန်းနဲ့မြောင်းနေကေဆေးရေးဖွဲ့ဝင်3ဦးမှဈေးကူရန် တင်ဖြစ်နေပြီမဲ့လေလျက်စစ်ဝါယာကျိုးများသွဲတန်းနဲ့မြောင်းဖြစ်နေတာကြောင့်မြို့တော်လျက်စစ်ဌာနမှယာယီမီဖြတ်တောက်ပေးခြင်းကိုဆောင်ပြီးမှဆင်းပြီးကူညီခဲ့ရကြောင်းသိရပါတယ်ကဲဆေးဖွဲ့ဝင်များဟာအခင်းဖြစ်ပြီးနောက်နှစ်နာရီခန့်အကြာမှာကဲထုတ်နိုင်ခဲ့ပေမဲ့လေတန်ရှင်းလုံသား2ဦးမှာအသက်ဆုံးရှုံးနေပြီဖြစ်ကြောင်းသိရပါတယ်။တလိုက်သေးဆုံးသူမြန်မာလုံသား2ဦးမှာအသက်48နှစ်အရွယ်ဦးမင်းလွင်ဝင်နဲ့အသက်30အရွယ်ခန့်ကိုလင်းနိုင်ဆိုသူဖြစ်ပြီးစေယုံသူပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ အခြားတန်ရှင်ရေလုံသမားများကတေဆုံသူနှစ်ဦးမှာတန်ရှင်ရေလုံရန်အောက်သို့လှေကားပြင်ဆင်ခဲ့ရာ9မိနစ်ကြာမှဓာတ်လိုက်တယ်လို့အဟိတန်ကြားရတာကြောင့်သွားကြည့်ရာမြောင်းအောက်ခြေမှာညင်သက်နေတဲ့လုပ်ဖော်ကင်ဘက်နှစ်ဦးကိုတွေ့ရှိရကြောင်းပြောဆိုခဲ့တယ်လို့ထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများရသိရပါတယ်။